င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြားဖြတ်နှင်းနှင်းရင်းနဲ့လူကုန်ကူးခံရသူတွေကိုကတ်တင်ရင်ဇေယောလှောင်ရှားမှုဒုတိယပိုင်းကိုစတင်မယ်လို့တရုတ်ကကြေညာလိုက်ကလက်ရှိမှာနံမဲဆိုးထွက်နေတဲ့နေရာမှာ BGF ခေါင်းဆောင်ဘိုမူဂျီစောချစ်သူကာကွယ်ထားတယ်။ညရီမြို့ကြားဖြတ်စုံနေမြေဖြစ်နေပါတယ်။ စ်ကောင်စီနဲ့စစ်တပ်အပေါ်ထိခိုက်စေတဲ့ရေးသားမှုတွေရှောင်ကြရတယ်။စစ်တပ်စန့်ကျင်သူတွေကိုအားပေးအမြောက်လို့ရေးသားတဲ့သတင်းမီဒီယာတွေကိုအရေးယူမယ်လို့ပြန်ဝမမောင်အောင်ကချင်းချောက်ပြောကြားလိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံကမြန်မာစစ်ကောင်စီအပါအဝင်နိုင်ငံ6ခုပူးပေါင်းက ကြားဖြတ်နေနေရေးဇင်ယောပူပေါင်းလှုပ်ရှားမှုဒုတိယပိုင်းကိုစတင်သွားမယ်လို့ရန်ကုန်အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကကြေညာလိုက်ပါတယ်။လန်ချန်းမဲကောင်တရားဥပဒေစိုးမိုးရေးပူပေါင်းဆောင်ရွက်မှုစင်တာကဇန်နဝါရီလ22ရက်နေ့မှာတရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့မှာဇင်ယောပူပေါင်းလှုပ်ရှားမှုပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုကမ္ဘောဒီးယားနိုင်ငံပြည်ထောင်ဝန်ကြီးဌာနတရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလာအိုနိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ကာကွယ် 我今天呢、啊？ စစ်ကောင်စီပြည်ထဲဝန်ကြီးဌာနထိုင်းနိုင်ငံတော်ဝင်ရက်တက်ဖွဲ့ဗီယက်နမ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ကကိုယ်စားလှယ်အဖွဲ့တွေတက်ရောက်ကြသလိုကုလသမဂ္ဂမွေးရီဆေးဝါးနှင့်ယာဇဝတ်မှုဆိုင်ရာရော UNODC အာဆီယံရက်တက်ဖွဲ့စတဲ့နိုင်ငံကအဖွဲ့အစည်းတွေကိုလည်းအစည်းအဝေးကိုတက်ရောက်ဖို့ဖိတ်ကြားခဲ့လို့တရုတ်တန်ယုံကသတင်းထုတ်ပြန်ထားပါတယ်။ဇင်ယောလှုပ်ရှားမှုဟာနိုင်ငံအသီးသီးရဲ့တရားဥပဒေစိုးမိုးရေးအရေးမြစ်တွေစုစည်းထားပြီးဒေတာတွင်ဆက်သွယ်ရေးလင်းလယ်မှုနဲ့လက်လက်ခရံမှောင်ခို မှုတိုက်ဖြတ်ရေးအတွက်ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ်တယ်လို့အစားထိုးလို့မရတဲ့ဒေသဆိုင်ရာတရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းအနေနဲ့ကောင်းမွန်စွာပါဝင်ခဲ့ကြရလို့လဲဆိုထားပါတယ်။မျှော်မှန်းထားတဲ့ရက်လက်တွေရရှိခဲ့တယ်လို့ဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုထိရောက်စွာကာကွယ်ပေးနိုင်ခဲ့ကြတယ်လို့တညီတညွတ်ထဲသဘောတူကြတယ်လို့လဲသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာတရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံကနိုင်ငံသားတွေကို ကြားဖြန့်ငွေလိန်ခိုင်းတွေကလူကုန်ကူညှဉ်းပန်းနှိပ်စက်နေတဲ့နေရာဟာကရင်ပြည်နယ်မြောက်ပြည်မြို့နယ်အတွင်းကရွှေကောက်ကိုအပါအဝင်လောင်ကစားစုံနေရာတွေဖြစ်ပြီးအဲ့ဒီနေရာတွေကိုစစ်ကောင်စီလက်အောက်ခံဗိုလ်မှူးကြီးစောချစ်သူဦးစီးတဲ့ BGF နဲ့ DKB အဖွဲ့တွေကကာကွယ်စောင့်ရှောက်ထားကြတယ်လို့နိုင်ငံကအစီရင်ခံစာတွေက ဖော်ပြထားကြပါတယ်ရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကတင်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ပါမီလဖေးဆိုင်ကိုစစ်တပ်ကလေနဲ့ပုံကျဲချရာမှာအရက်သားစေဦးဟာတိုက်ဆုံခဲ့ရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရစေ။ဇန်နဝါရီလ22ရက်နေ့မနေ့7နိုင်ကျော်လောက်မှာ နောင်ချိုမြို့နယ်ရေစကန်အနီးကပါမီနှစ်လက်ဖက်ဆိုင်ကိုစစ်တပ်ကလေနဲ့ဘုံကျဲချခဲ့တာလည်းဖြစ်ပါတယ်။ဘုံကျဲမှုကြောင့်အရက်သား၁၀ဦးဟာတည်ဆုံးခဲ့ရပြီးတည်ဆုံးသူတွေဟာလက်ဖက်ဆိုင်ပန်ရှင်မိသားစုနဲ့ဝန်ထမ်းတွေဖြစ်ကြရလို့လည်းသိရှိရပါတယ်။တရနယ်လေးကသိမ့်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုတနေ့ကလည်းလေနဲ့ဘုံကျဲချခဲ့ရမှာစီပင်ရုံးနဲ့ထွေရုံးနီးဘုံကျဲရောက်ခဲ့ပြီးပြည်သူတို့ဟာတည်ဆုံးခဲ့ရပါသေးတယ်ရှင်။ ဒီတစ်ခါမှာတော့မန္တလေးတိုင်းမတရားမြို့နယ်တပည့်ချင်းမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့တို့မှာအကြမ်းဖက်စစ်တပ်ကစစ်အင်အားတွေထပ်မံဖြစ်တင်းပြီး ထိုးစစ်ဆင်ဖို့ပြင်ဆင်နေရလို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကရန်ကုန်ခေတ်တကိုပြောပါရယ်ဇန်နဝါရီလ22ရက်နေ့ကနေစတင်ကမတရားမြို့နယ်အတွင်းလက်နက်ကြီးပစ်ခတ်မှုတွေသာမကမြေပြင်စစ်ကြောင်းတွေပါအင်အားဖြစ်တင်းလာတာကြောင့် ဖျောင်းတောင်ထမ်းပင်ကုန်းကျေးရွာနဲ့မြို့ကုန်းကျေးရွာတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကိုအော့စမွန်ကပြောပါရယ်။လားတို့နောင်ချိုမြို့နယ်တန်ဘိုကျေးရွာအနီးနဲ့တပေကျေးမြို့နယ်ခုနမိုင်ကျေးရွာမှာစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကျောင်းမှာတိုက်ပွဲတွေခက်ဆက်ဆိတ်ဖြစ်ပွားနေတယ်လို့လည်းသိရှိရပါရယ်။လက်ရှိမှာနှစ်ဖက်ဆိုင်ထားတဲ့နေရာတိုင်းမှာတိုက်ပွဲတွေခက်ဆက်ဆိတ်ပြန်ဖြစ်နေတာဖြစ်တယ်လို့စစ်ကောင်စီဘက်ကလည်းအင်အားတွေတောက်လျှောက်ဖြစ်နေတာမျိုးတွေလည်းတွေ့မြင်နေရတယ်လို့ ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတပ်ဖွဲ့ကကိုအော့စမွန်ကပြောပါရရှင်။ စကန်းတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကန်းတိုင်းမုံရွာမြို့အခြေဆိုင်နမခဌာနချုပ်ကနေအရာတော်ကိုထွက်ခွာလာတဲ့စစ်ကြောင်းဟာကျေးရွာ၃ရွာကရွှေ90ကျပ်သားအပါဝင်အတွင်းခံတွေပါမကြံခိုးယူသွားတယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံကိုအားကူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ဇန်နဝါရီလ9ရက်နေ့ကနေ16ရက်နေ့ထိမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်နာချုပ်နမခကနေအရာတော်မြို့နယ်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းကမုံရွာမြို့နယ်တွင် ရွာထောင်ရာတနောင်းကုန်းရွာနဲ့ကြောက်ကကြွရွာတို့ကပြည်သူတွေရဲ့နေအိမ်တွေကိုဖောက်ထွင်းပြီးရွှေ90ကျပ်သားအပါအဝင်အတွင်းခံနေပါမကြံခိုးယူသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အိမ်ပေါက်စေးလိုက်လံခိုးယူခဲ့တာဖြစ်ပြီးမတည်နိုင်လို့ကြံရှိတဲ့ပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ကာလတန်ဖိုးသိန်းပေါင်း8000ကျော်ထိနစ်နာဆုံးရှုံးခဲ့ရလို့လည်းကိုအားကူးကပြပြပါတယ်။ဒါအပြင်အဲ့ဒီရွာကတက်ကြီးရွယ်အိုအုံးကိုလည်းဒဇာကန်ဖြစ်ဖမ်းဆီးသွားခဲ့ကြပြီး ပြန်လွတ်ပေးခဲ့ပေမဲ့သွေးလန့်ပြီးသုံးစလုံးဟာတည်ဆုံသွားရတယ်လို့မုံရမြွနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံကိုအားကူးကပြောပါရရှင်။ တင်းတိုင်တန်တဲ့တဲ့ဘုတ်ကိုကြည့်အောင်ပါတင်းတိုင်တန်ဘုတ်ပြင်းမြို့နယ်ကရတူရီမြို့အခြေဆိုင်ခမရ955တရင်ကစစ်ကောင်စီတပ်သား3ဟာလက်နက်တွေယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြရလို့အမှတ်29စစ်ပြူဟာအမှတ်နှစ်စစ်တပ်အခွဲကတာဝန်ရှိသူတိုးကပြောပါရယ်ဇန်နဝါရီလ15ရက်နေ့ကအမှတ်73စစ်စင်ရေးကုကဲမှုဌာနချုပ်လက်အောက်ခံ ကရတူရီမြို့အခြေဆိုင်ခမရ955တရင်ကစစ်ကောင်စီတပ်သား3ဦးဟာလက်လက်တွေယူဆောင်လာပြီးအမှတ်29စစ်ပြူဟာအမှတ်နှစ်စစ်တေတာကွဲစီကိုအလင်းဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိအချိန်မှာအလင်းဝင်ရောက်လာတဲ့3ဦးကိုအမှတ်29စစ်ပြူဟာအမှတ်နှစ်စစ်တေတာကွဲကဂုံပြုစုငွေတွေချင်းမြန်ပြင်ဆင်နေပြီးလွတ်မြောက်နေမျိုးကိုပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တင်ပတ်ကတော့သတင်းမီဒီယာတွေအနေနဲ့စစ်ကောင်စီနဲ့စစ်တပ်အပေါ်ကိုထိခိုက်စေတဲ့ရေးသားမှုတွေကိုရှောင်ကြရတယ်စစ်တပ်စန့်ကျင်သူတွေကိုအားပေးအမြောက်လို့ရေးသားတဲ့သတင်းမီဒီယာတွေကိုအရေးယူသွားမယ်လို့အကြက်ဖက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ကချင်းချောက်ပြောဆိုလိုက်ပါတယ်အကြက်ဖက်စစ်ကောင်စီကဖွဲ့စည်းထားတဲ့စစ်တပ်အလို့ကြအမိခံမြန်မာသတင်းမီဒီယာကောင်စီနဲ့တွေ့ဆုံစဉ်တွင် ဝန်ကြီးမမောင်အောင်ကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။သတင်းမီဒီယာတွေအနေနဲ့လိုက်နာခြင်းမရှိရင်တည်ဆဲဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့လည်းဝန်ကြီးမမောင်အောင်ကချင်းချောက်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာပြည်ရင်းမှာသတင်းလက်ခွင့်အခြေအနေဟာဆိုးရွားနေပြီးပြည်ပရောက်မီဒီယာတွေကိုစစ်တပ်ကလက်လန်းမမီတော့တဲ့အတွက်ကြောင့်ပြည်ရင်းကမီဒီယာတွေကိုပုံမနှိတ်ကုတ်ခြင်းတဲ့သဘောမျိုးဖြစ်နေတယ်လို့ပြည်ရင်းကပုတ်လိရပိုင်းမီဒီယာတစ်ခုကအေရီယာတူကပြပြပါတယ်အကြက်ဘက်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေစတင်ပြီးစစ်တပ်အာဏာသိမ်းပြီးရနောက်မှာသတင်းသမား190ကျော်ကိုဖမ်းဆီးခဲ့ပြီးလက်ရှိချိန်ထိသတင်းသမား90ဝန်းကျင်ကိုလည်းထောင်သွင်းအကျဉ်းချထားတဲ့အပြင် ်2021ခုနှစ်မတ်လ10ရက်နေ့ကနေစတဲ့ကသတင်းမီဒီယာ20ဝန်းကျင်ကိုလည်း license ရုပ်သိမ်းပြီးတရားဝင်သတင်းမီဒီယာတွေအဖြစ်ကြီးညာထားကြောင်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။